ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ဥပဒေမှာကြောင်းရတော့ဒါစီချင်းတဲ့ပတ်သက်တဲ့ပြတင်းတချို့ကိုဒါမြောက်ဥပဒေမှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါဗာလဲဆိုတော့ဒီအားလုံးလဲဒါ TV ဖြစ်တဲ့ပေါ်လေဒါကျွန်တော်တို့နိုင်ငံမှာဒီလက်ရှိအခြေအနေရပေါ်လေဒီတန်ဖက်သမားတွေကတန်ဖက်လက်နဲ့ကိုင်လမ်းစဉ်နေတဲ့ပေါ်လေအဲ့ဒီအပြစ်မိတဲ့ဒါပြည်သူလူထုတွေကိုထိန်းချုပ်တာတို့မျိုးရတွေကိုတက်ကြက်ကျစီတာတို့ဒါတွေကိုဒါလုပ်နေကြတာဖြစ်ပါတယ်ဒါဒီဒီလိုမျိုးလုပ်နေတဲ့အထက်မှာပေါ်လေဒါရှမ်းပြည်နယ်ဒါနောင်ချုံမြို့နယ်အထက်မှာရှိတဲ့တောင်ခန့်ဒေသလေးဒါတခုပေါ့ဖြစ်ပါတယ်။အဲ့တော့ ဒီတောင်ခမ်းဒေသနဲ့ပတ်သက်ပြီးတော့ပြောမှာဆိုရင်မြန်မာပြည်ပေါ်လေတောင်ခမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်အနေနဲ့အနည်းငယ်အထူးပဲပြောမှာဖြစ်ပါတယ်။ဒါတောင်ခမ်းဒေသဆိုတာကတော့အာဒီချမ်းဗမာတလူလူမျိုးတွေအများဆုံးနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒီပနောင်လူမျိုးတွေကအများစုပေါ့လေဒါနေထိုင်တဲ့ဒေသတစ်ခုဖြစ်တယ်။ဒါဒီစီးရီးရဒါပြောမှာဆိုလို့ရှိရင်ဒါဒီတောင်ခမ်းဒေသကပေါ့လေတောင်ချုံမျိုးတွေရဲ့အပိုင်းဖြစ်တယ်။အဲပင်ဦးလေးမျိုးတွေရဆိုလို့ရှိရင်ဒါ55မှာပဲတော့ဝေးတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ဒါတကယ်လို့သာအာဒီ ဒီအကြံဖတ်ဖွဲ့ရင်းနဲ့ပေါ့လေဒါလေတောင်ခမ်းဒေသကိုထိန်းချုပ်သွားနိုင်ခဲ့မှာဆိုလို့ရှိရင်ဒါပြည်ဦးလေမျိုးဒါထိန်းချုပ်လာနိုင်တာပဲဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီဒီတောင်ခမ်းဒေသပေါ့လေဒါရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ဒါတောင်ပိုင်းကိုဒါဆက်ဆက်ပေးတဲ့ဒုထဝတီအနားမှာရှိတာတည်းအတွက်ကြောင့်မလို့ဒါဒုထဝတီမြေပေါ့လေထိန်းနောက်ဘက်ဒေသတွေကိုဒါဒီထိန်းချုပ်လာနိုင်တာဖြစ်တယ်ဒါစိုးမိုးလာနိုင်တာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကဒါဘာလဲဆိုတော့ဒီရှမ်းတောင်ဘက်မှာရှိရဲဒါကြောက်ကူလက်ဆောက်လမ်းကိုဒါစိုးမိုးထားရတဲ့အပြင်ရက်ဆောင်မြို့နေရဒါဘထုတက်မြို့ကိုလည်းဒါထိန်းချုပ်လာနိုင်တာပဲဖြစ်ပါတယ် ဲဒါကြောင့်မို့လို့ဒါအကျန့်ဖက်လက်နက်ကိုင်းတာဖွဲ့စည်းတစ်ဖွဲ့ဖြစ်တယ်ပေါ့လေဒါ DNA အဖွဲ့အနေနဲ့ဒါဒေသခံကဘလို့လူတွေနဲ့ဒါ PDF တွေကိုဒါရှင်းတဲ့အတင်ဒါအသုံးချပြီးတော့2024ခုနှစ်ဒါအိုဂိုလာ10ရက်နေ့ကနေစပြီးတော့ဒီတောင်ခံဒေသကိုပေါ့လေဒါအသေးအတန်ရိုက်ရှိရတဲ့အတွက်ဒါဒီတိုက်ခိုက်ရတာကိုတွေ့ရတယ် sorry တိုက်ခိုက်ရတဲ့နေရာမှာဒါသူတို့တွေနဲ့ပေါ့လေဒါအင်အားအလုံးရင်းသုံးတယ်ပြောစီတိုက်ခွက်တွေရိုးစုံပေါ်ပြီးတော့ဒါတိုက်ခိုက်လာတာတွေ့ရတယ် sorry သူတို့တွေနဲ့ပေါ့လေဒါနိုင်ငံရေးဒီအရာဒါဒီအမျက်ထုတ်တဲ့သဘောပါအောင်လေပါအောင်ပေါ့လေဆိုတော့ ောက်ပြီးတော့ဒီသူတို့အနေနဲ့ဒါဘယ်လိုလိုမျိုးထပ်ပြီးတိုက်ခိုက်ရလဲဆိုလို့ရှိရင်အဲတက်မလို့ပါပေါ့လေဒါဒီစစ်ကူတွေမလာနိုင်အောင်ထောက်ပံ့ပို့ဆောင်ရေးမလုပ်နိုင်အောင်ဆိုပြီးတော့ဒီဖြောက်ကူပဲလမ်းတွေမှာဒါဒနု PDF တွေကိုဒါအသုံးချတယ်ပေါ့လေဒါဒနု PDF ကိုထားတယ်ဆိုပြီးတောင်ခန်းကိုတိုက်ခိုက်တဲ့အချိန်မှာလည်းဒါမိုးကုတ်ဘက်ကဒါ PDF တွေကပေါ့လေဒါမတရားစေတူကြီးဘက်ကနေပြီးတော့ဒါကျွန်တော်များစစ်ကူပြင်နိုင်ခဲ့တာတွေ့ရတယ်ဆိုတော့အဲ့လိုအချိန်မျိုးမှာပေါ့လေဒါဒီဒီတောင်ခန်းမှာရှိရဲ့တရင်တပ်ဖွဲ့တွေနဲ့ပေါ့လေဒါစစ်ကူကလည်းမရောက်လာဘူးဒါဒီထောက်ပံ့ပို့ဆောင်ရေးတွေမရောက်လာဘူးအဲ့လိုအချိန်မျိုးမှာ ဒါဒီကျမ်းပတ်သမားတွေပေါ့လေတိုက်ခိုက်မှုကိုဒါဒီဒီခံစစ်မျိုးစုံပြင်ဆင်ပြီးတော့ဒါခံခဲ့ရတာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောရရင်ပေါ့လေအတက်မတော်မှာဒီစကားတစ်ခုရှိရပေါ့ဒါဘာလဲဆိုလို့ရှိရင်ဒါဒီအကောင်းဆုံးခံစစ်ကဒါအကောင်းဆုံးတိုက်စစ်ဖြစ်တယ်ဆိုပြီးတော့ဒါဒီဒီစကားတစ်ခုရှိရဆိုတော့ဒါကြောင့်မလို့ဒါခုနကပြောလိုမျိုးဒါဒီတောင်ခန့်နေတာမှရှိတာစစ်တီနေနေပေါ့လေဒါစစ်ကူကလည်းရောက်လာနိုင်ဘူးဒါထပ်ပံပို့ဆောင်ရရတယ်ဒါရောက်လာနိုင်တဲ့အခြေအနေမျိုးမှာဒီဒီတောင်ခန့်နေတာကိုပေါ့လေကျန်သူတွေရဲ့တိုက်စစ်ကိုဒါပြင်းပြင်းထန်ထန်ကိုဒါခံစစ်မျိုးစုံလုပ်ပြီးတော့ဒါပုံကန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အဲ့ဒီတက်မလို့နေနဲ့ဒီတောင်ခတိုက်ပွဲမှာတိုက်ပွဲအမျိုးမျိုးနဲ့ဆင်းဆင်းတိုက်ဆစ်ဆင်နိုင်ခဲ့တာဖြစ်တယ်လို့ဒါအခုဆိုလို့ရှိရင်တော့ဒီအင်ဖိုကာပြင်တရချိုဆက်တယ်ပေါ့လေဒါဒီဒီဒေသတွေမှာရှိတဲ့ဒါရန်သူရဲ့ logistic လမ်းကြောင်းတွေပေါ့ပါထင်းကျောက်ထားနိုင်ခဲ့တာဖြစ်ပြီးတော့ဒါအခုဆိုလို့ရှိရင်ဒါတောင်ခတိုက်ပွဲတစ်ခုလုံးကိုထင်းကျောက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်ဆိုတော့ဒီအကြံဖက်လက်နက်ကန်အဖွဲ့အစည်းဖြစ်တယ်ပေါ့လေဒါ DNA အဖွဲ့အနေနဲ့ဒါဒီရှမ်းပြည်နယ်ဒါနောင်ချုံမြို့နယ်အတွင်းကတောင်ခတိုက်ပွဲကိုဒါရရှိရေးအတွက် ဒီကရီ2024ခုနှစ်ပေါ်ပေါ်လာတာစရေနဲ့နေစားပြီးပေါ့လေဒါ PDF တွေနဲ့ပို့ပေါင်းပြီးတော့မြင့်တယ်မို့လေကသိတဲ့အတိုက်ခဲ့လာခဲ့တာဖြစ်ပါတယ်ပြီးတော့ဒီအဲ့ဒေတာမှာ share ပေါ့လေတက်မလို့ရတဲ့မြောက်ဒီကုကမှုဌာနရုပ်စခန်းကိုပါအပါဝင်ပေါ့ဒီတက်ဒီတက်မလို့ရစခန်းအတွေကိုဒါဒီရပောင်း190ကျော်တက်ခဲ့ခဲ့တာဖြစ်ပါတယ်ဆိုတော့ primary တောင်ခံဒေတာစစ်မိပါမှာတက်မလို့တဲ့ဒါ kitis review ဟာနဲ့ accident ပစ္စည်းကိုဒါအသုံးပြုပြီးတော့ပေါ့လေဒါဒီတက်မလို့သားတွေအနေနဲ့ရိုးရိုးချီချီအခုခံတက်ခဲ့ခဲ့တာကိုတွေ့ရတယ်ဆိုတော့ဒီနေရာမှာဒီအခေယာကြာနေတာက ဘာလို့ဆိုလို့ရှိရင်တက်မလို့ရတာဒရုန်းတက်ပွဲနဲ့ပြည်သူစစ်တွေရဲ့ဒါဒီစွမ်းရည်လိုပဲပြောမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအကုန်လုံးဒါပူပေါင်းဆောင်ရွက်နေတာဖြစ်လို့ဒါအခုလိုမျိုးဒါအောင်မြင်မှုရရှိခဲ့တာဖြစ်တယ်လို့ပဲဒါပြောမှာဖြစ်ပါတယ်ဆိုရင်နောက်ဆုံးပြောချင်တာကတော့ဒီတောင်ခမ်းလေလာဒီတောင်ခမ်းစစ်မြင့်တာမြင်ရပေါ့လေဒါဖြစ်တဲ့တင်ကန်းစာကဒီတက်မလို့ရစကားတခုဖြစ်တဲ့ဒီအကောင်ဆုံးခံစစ်ကဒါအကောင်ဆုံးတိုက်စစ်ဖြစ်တယ်ဆိုတာကိုတက်တေပြနိုင်ခဲ့တာဖြစ်တယ်လို့ဒီနိုင်ငံရေးနဲ့လူမျိုးရေးကိုအကြောင်းပြပြီးတော့ဒီအကြံဖက်လုပ်ရတူပေါ့လေ status ကို အလုံးဆောင်နေတယ်ဒီတန်ဖက်အဖွဲ့စည်းတစ်ခုဖြစ်တယ်ပေါ့လေဒါ TNL တွေရဲ့အဲဒီလောက်ရတဲ့ကိုပေါ့လေဒါ TNL တွေအဖွဲ့ကိုဒါတောင်ခန့်ဒေတာမှာဒါစစ်ဦးထိုးနိုင်ခဲ့တာဖြစ်တယ်လို့ဒါကျွန်တော်လည်းလည်းတောင်းတမိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်